ေလ15ရက်နေ့သတင်းအစီအစဉ်ကိုတင်ဆက်ပေးပါတော့မယ်။ဒီနေ့သတင်းတွေမှာတော့ရက်တရာစီမံချက်အတွင်းအင်အား80ရာခိုင်နှုန်းတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ပြောကြားခဲ့တဲ့ဆိုတဲ့သတင်း။အင်ဂျင်နီယာအတွက်တောက်သုံးရေဖူလုံစေခဲ့တဲ့11 Media Group ကနေတဆင့်စေတနာရှင်များရေလူတန်းမှုအစီအစဉ်ကတူးဖော်ခဲ့တဲ့15ရင်းမြောက်စက်ရည်ရင်းဆိုတဲ့သတင်း။ တိတ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီးပိုင်ရှင်မဲ့ဆိုတာကိုလက်မခံတော့ဘဲဥပဒေအတိုင်းဆောင်ရွက်မယ်လို့သခိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူပြောကြားခဲ့တယ်ဆိုတဲ့သတင်းနဲ့လက်ဗရောင်းတောင်ကျင်းနီစီမံကိန်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်ခမ်းမရှိမှာတကူတော်ဆန္ဒထုတ်ဖော်ခဲ့တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေပါဝင်ပါတယ်။ ရက်တရာစီမံချက်ကာလအတွင်းအင်အားကို80ရာခိုင်နှုန်းတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်သူတွေရဲ့လိုလားချက်ခံစားချက်တွေကိုထဲထဲဝင်ဝင်ထိတွေ့ပြီးပူးပေါင်းပါဝင်ပြီးမှကြိုတင်ကာကွယ်မှုတွေဖမ်းဆီးရမည့်မှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးချုပ်ကဒုတိယရဲမှူးကြီးဆန်းလွင်ကပြောကြားခဲ့ပါတယ်။ကျွန်တော်ရက်တရာစီမံချက်ဆိုရမှာစောစောကျွန်တော်တင်ပြခဲ့လို့ပါမယ်အင်အားကိုအဲ90%တုံးတိုးမြင့်တော့မှာဆောင်ရွက်မယ်ပြီးရင်ကျွန်တော်တို့ဒီ ဆောင်မှုရှိရှိတဲ့ရဲလုပ်ငန်းတွေဆိုတာတော့ကျွန်တော်ကပြည်သူလူထုနဲ့ထိတွေ့ပြီးတော့မှသူတို့ရဲ့ဒီပြည်သူလူထုရဲ့လူလားချက်ပေါ်ပြည်သူလူထုကနေပြီးတော့မှဖြစ်ပေါ်နေတဲ့အနေအထားခံစားနေရတဲ့အနေအထားဒါတွေကိုကျွန်တော်တို့ကရတဖို့လေးဒီပြည်သူလူထုနဲ့ထဲထဲဝင်ဝင်ထိတွေ့ပြီးတော့မှဆောင်ရွက်သွားမယ်ပြီးလို့ရှိရင်သူတို့နဲ့ အဲဒီလိုပြောပါဦးအောင်ပေါင်းမှုလည်းကျွန်တော်တို့ကရအောင်လုပ်ပေါ်ပြီးတော့မှအဲဒီကဘူကင်းသူတင်ကောက်ဝယ်မှုတွေတော့ဖြစ်ပေါ်တဲ့ဘူကင်းကအဲဖန်စီရမယ့်တရားခံတွေဒါတွေကိုကျွန်တော်တို့ကပြည်သူလူထုကူပေါင်းပြီးတော့မှဆော်တော့မှဖြစ်ပါလေမေလ14ရက်နေ့ကတောင်ကြီးမြို့မြို့တော်ခမ်းမမှာကျင်းပတဲ့ဆွေးနွေးပွဲမှာအခုလိုပြောကြားခဲ့တာပါဆွေးနွေးပွဲကိုရှမ်းပြည်နယ်ဝင်ကြီးချုပ်ဒေါက်တာလင်းထွန်းဦးဆောင်တဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေပြည်နယ်ရင်းမှာရှိတဲ့ရဲတပ်ဖွဲ့တွေ အရာရှိတွေဌာနဆိုင်ရာအကြီးအကဲတွေတက်ရောက်ခဲ့ပါတယ်ရဲတပ်ဖွဲ့အနေနဲ့နိုင်ငံတကာကချမှတ်အကြံပြုထားတဲ့နည်းလမ်းတွေအတိုင်းမှုကင်းကြိုတင်ကာကွယ်တဲ့စနစ်တွေကိုအကောင့်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ရှမ်းပြည်နယ်မှာခရိုင်73ခုမြို့နယ်50၊ရက်ကွက်464ခုကျင်းရွာအုပ်စု1300ကျော်မှာလူဦးရေပေါင်း58သိန်းကျော်ရှိပြီးရဲတပ်ဖွဲ့ဝင်အင်အားအနေနဲ့4800ကျော်ရှိတာဖြစ်ပါတယ်။ဒါကြောင့် ပြည်သူနဲ့ရဲတပ်ဖွဲ့ဝင်အင်အားကိုအချိုးချကြည့်မယ်ဆိုပါကရဲနဲ့ပြည်သူအချိုးဟာတစ်အချိုး1949ရှိနေတာဖြစ်ပါတယ်11 Media Group ကနေတဆင့်စေတနာရှင်များရေလူရမ်းမှုအစီအစဉ်ကနေညာဦးမျိုးနဲ့စိုင်းကန်တဲတိုင်မှာတူးဖော်နေတဲ့စစ်ရေးရင်းဟာမေလ23ရက်နေ့ညနေပိုင်းကရေမုတ်တင်မှုအောင်မြင်ခဲ့ပြီဖြစ်တာကြောင့်အင်ဂျင်200အတွက်တောက်သုံးရေဖူလုံစေခဲ့ပြီဖြစ်ပါတယ် ရေအောင်အနက်ပေထောင်းတရားမှာရေးတွေးရှိခဲ့တာဖြစ်ခါရေမုတ်ချင်းလုပ်ငန်းကိုဆောင်ရွက်ရာအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။အခုရေမုတ်တင်မှုအောင်မြင်ခဲ့တဲ့အစည်းအဝေးဟာ11 Media Group ကနေတဆင်စေတနာရှင်များရေလူတန်းမှုအစီအစဉ်ကတူးဖော်နေတဲ့ရေရင်းနေအနက်15ရင်းမြောက်အစည်းအဝေးဖြစ်ပါတယ်။11 Media Group ကနေတဆင်စေတနာရှင်များရေလူတမ်းမှုအစီအစဉ်ကနေမြိုင်မြို့နယ်မှာရေရင်း6တွင်ညာဦးမြို့နယ်မှာတတွင် မကွေ၆၊တောင်တွင်းကြီးနယ်စေတုတ္တရာမြို့နယ်တွေမှာရေတွင်း၈တွင်းစုစုပေါင်းရေတွင်း၁၁တွင်းတူးဖော်အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။တစ်ခုတ်တစ်ထုတ်တယ်ဆိုတာအများကြီးရှိပြီးတချို့တွေကကားရီလိုက်တင်ပြီးထားခဲ့တာတွေရှိတဲ့အတွက်ပိုင်ရှင်မဲဆိုတာဟာသဘာဝမကျပဲနောက်ပိုင်းမှာပိုင်ရှင်မဲဆိုတာကိုလက်မခံတော့ပဲတက်တော့ဥပဒေနဲ့အမှုဖွင့်တယ်လို့စကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ကရဲမှုဦးစီးရဲမှုတင့်ဝေကပြောကြားခဲ့ပါတယ်။မေလ7ရက်နေ့က စကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးမှုကင်းကြဆင်းရေးရတရားစီမံချက်နဲ့ဝေဆာမှုကိုရှေ့ရှုသောရဲလုံငန်းဆိုင်ရာအသိပညာပေးရှင်းလင်းပွဲအခမ်းအနားမှာစကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲမှူးဦးစီးရဲမှူးတင့်ဝေကအခုလိုပြောကြားခဲ့တာပါတက်ခုတ်တယ်တက်တယ်လေဆိုတော့အများကြီးပဲချော့ကားတွေလိုက်ထားခဲ့တာကားတွေရောတက်တယ်ရောထားခဲ့တာပိုင်ရှင်မဲ့ဆိုတာကဒါတိတ်တဘာဝမကြောက်လို့ရပိုင်ရှင်ရှိတယ်သို့တော်လည်းအရင်ကပိုင်ရှင်မဲ့ဆိုပြီးမှသူတို့လုံလာပြီးမှ တတော်ကအတတာတော့ပါတော့နောက်ပိုင်းကျတော့လက်မခံဘူးပိုင်ရှင်မဲကိုတတော်ရဲ့နဲ့တို့ကတို့ကကျတော်တို့နောက်ပိုင်းကိုအမှုဖွင့်တယ်ကျွန်းတို့ပြင်ကလေးတို့ဒီများတဲ့ဟာတွေတမလန်းတို့ပရောက်တို့ဒါ6တက်နဲ့ကိုဖွင့်တာဖွင့်ပြီးလို့ရှိရင်ဘဒုဟာလဲဆိုတော့တတမအချင်းချင်းစုံစမ်းနေပေါ်တာပဲနောက်ပိုင်းပေါ်လာတာပဲပေါ်တဲ့ဟာကိုကျတော့လိုက်ဖမ်းတာပဲကျတော်များနဲ့ကျတော့ရဲဖမ်းတာတွေတည့်ခါနေပါပါတယ်တတော်ကလာဖွင့်လို့တည့်ခါမပါတာတွေဘဒုဟာလဲဆိုတော့ရည်စုံပြလိုက်ပြီးကျတော့ကျတော်ကနှိမ်နှင်းနေပါဒီ နှစ်စာပိုင်းကလေးကစာပြီးမှကျွန်တော်တော်တော်လေးကိုဖမ်းလာတာဖမ်းလာတဲ့အတိုင်းမှာကျွန်တော်တက်ခိုးထုတ်တာတွေကလည်းပဲနီးမျိုးစုံနဲ့ပေါ့နီးမျိုးစုံနဲ့ခိုးထုတ်နေကြတာအရင်တော့ကဆိုတက်ခိုးလေဆိုတာကတက်တင်တဲ့ကားနဲ့တဲတာပြူတာဒလိုရှိတယ်အခုကမဟုတ်တော့ဘူးလူစီးတဲ့တကယ်ဟိုဘင်ကားတွေပါကျေရိုကားတွေဆလုံးကားတွေဒါတွေနဲ့ကိုပဲသူကအသေးအသေးလေးတွေလုပ်တယ်ဒီမှာဒါနဲ့ယူပြီးတော့မှလူတွေတက်ခိုးနေတာတွေရှိတယ်ဒါလည်းတော်တော်များများပါပဲကျွန်တော်ဟန်စီရေးယူတာတော်တော်များနေပါပဲ ဟိုလက်ရှိလည်းပဲကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးနေတာရှိပါတယ်။ဒါအပြင်မူရင်စေဝါတာစီကာခွေရေးနဲ့ပတ်သက်ပြီးတော့လည်းရဲမှုတင့်ဝေက အခုလိုပြောကြားခဲ့ပါတယ်။တော်လုံးနေတာပေါ့နော်။အခုဒီရက်တရအတွက်မှာအထူးစီမံချက်နေနဲ့ကျွန်တော်ဟိုမူရင်စေဝါတာစီနေကိုတန်လာအထူးစီမံချက်ပြောစခိုင်းတိုင်းဆိုတော့ချင်းနှွင့်မြက်ကိုအခြေခံပြီးတော့မှာတန်လာဝလီမြက်ကိုအခြေခံပြီးတန်လာအထူးစီမံချက်ဆိုနာမည်လေးပေးထားပါတယ်။သူကျွန်တော်ကအပိုင်း9ပိုင်းနဲ့သူ့ကိုဆောင်ရသွားမှာ။9ပိုင်းနဲ့တောင်ဆောင်သွားမယ်နေမှာပထမဒီအဆင့်မှာလုံမှာကျွန်တော်ကတာခရင်ပါမယ်ခန်းတိခရင်ပါမယ်ကျွန်တော်နေဆက်အဓိကနေရာဖြစ်တယ် ဒီတမူးပါမယ်ပြီးရင်မော်လိုက်ခရိုင်ဒီလေးခရိုင်ဒီလေးခရိုင်ကိုဟက်လိုက်လို့ပြီးတော့မှကျွန်တော်ကနံပါတ်၁ချက်ကသုံးဆွဲသူစီးရင်ကိုကျွန်တော်ကသုံးဆွဲသူစီးရင်ရရောင်းဝယ်ဖောက်ကားတဲ့သူစီးရင်ရကိုနီလန်ဘောင်းကိုအသုံးပြုပြီးတော့မှဆဲအိမ်စုကိုအချိန်ကပြီးတော့ဆင်းပြစီမှာဒါတွေဒီသူတို့ကိုမလွတ်အောင်တားဆီးဖို့ပေါ့နော်အဲ့ဒါမှမှကျွန်တော်ဒါကဒါသူတို့စီးရင်ကိုကျွန်တော်ကယူလိုက်ပြီးဒီဝက်ကျွန်တော်ဒီ တလအတွင်းမှာကျွန်တော်ပြီးမှာပါစဉ်းတော့တာပြီးပြီဆိုတာနဲ့ကျွန်တော်ကကြံရည်ထဲမှာပဲကျွန်တော်အဓိကဝင်ပေါက်တွေရှိတယ်ကျွန်တော်တိုင်းထဲမှာအဓိကဝင်ပေါက်ကလေးတမူလန်းကလာတာရှိတယ်ကလေးကနေဆိုရင်ကျွန်တော်ချင်းပြက်ကနေဖြတ်ပြီးအိန္ဒိယနေချင်းပြက်ကဖြတ်ပြီးမှာလာပြီးတော့မှာကလေးကမှလက်စင်ပြီးမော်လိုက်ဖြစ်ကိုဝင်လာရှိတယ်ဒီကောလန်းကနေရောယာကြီးလန်းကနေရောဒီမုံရွာဖြစ်ကိုဝင်လာတာရှိတယ်နံပါတ်1နံပါတ်2ကကျွန်တော်အဓိကရှမ်းကနေဖြတ်ပြီးမန္တလေးတိုင်းကနေကျွန်တော်ဒိုင်းဘက်ကိုကားရထားနဲ့ဝင်လာကြောင်တစ်ခုရှိတယ်ပြီးနောက်တစ်ခုကကျွန်တော်ဘယ်ကနေထပ်ဝင်လာရှိလဲဆိုတော့ ွှေဘုခရိုင်နဲ့ကတပ်နဲ့မြို့ကိုရှမ်းပြည်ဘက်ကနေဆင်းပြီးတော့မှဝင်လာတယ်ရှိတယ်။ဒါဒါတွေကပါလေဆိုကျွန်တော်တို့ဖမ်းဆီးတဲ့အခါမှာစစ်ကြောပေါ်ထုတ်ကြရအကုန်လုံးသတင်းတွေကိုနှက်လိုက်ထိုက်လိုက်လို့ပြီးမှစူးစီးလိုက်တာဒါတွေတွေ့ရတယ်။ရမန်ခါဘေးကတချင်ဘက်ကနေပြန်လာတာလည်းရှိတယ်။တချင်ဘက်ကနေပြန်နေလာလဲဆိုကျွန်တော်တို့ဆယ်စင်းဘက်ကနေလာပြီးတော့မှကျွန်တော်တို့ဒီရွှေဖုံးလင်းမြို့နယ်တဲ့ကိုဒီဥရုချောင်းလမ်းတိုင်းလာတာရှိတယ်။ကားလမ်းနဲ့လာတာရှိတယ်။ဒီလိုဝင်လာလဲရှိတယ်။အစတိချင်းပေါ့နော်မိမျိုးစုံနဲ့ဝင်နေကြတယ်အဲ့ဒါတော့ဘိန်းပြူလည်းရှိတယ်ဘိန်းမဲလည်းရှိတယ် ီဘိန်းဘျူးနဲ့စိတ်ကြွစေရတော့အဓိကဒီရှမ်းပြည်ဘက်ကဝင်တယ်။တမူးဘက်ကကြတော့ဘိန်းဘျူးလည်းဝင်တယ်၊မွေးစေဝါလည်းဝင်တယ်၊စိတ်ကြစေတဲ့ဝင်တယ်။ပုံမျိုးလုံးဝင်တယ်။ဒီပြင်ဆူရိုအက်ဖီဒီနက်ဆိုတဲ့ကြီးကျွန်တော်ပရိကစာပေါ့။ထောင်းစိုးပျောက်စေအဆင့်မြင့်တဲ့အဲ့ဒါတည်းဝင်တယ်။ဒါဒီကိုကျွန်တော်တို့ကလမ်းကြောင်းကိုအဆင့်လိုက်အဆင့်လိုက်ကတ်တောက်လုပ်တယ်ပြီးတော့ဒါတိုင်းအတွင်းမှာရှိတဲ့တိုင်းကိုရန်နေတဲ့တိုင်းနယ်စာဝန်ပေါက်တွေပေါ့ဒါတွေကိုကျွန်တော်ပိတ်တယ်ပြီးလို့ရှိရင်ခရံတစ်ခုချင်းမှာရှိတဲ့မဟာဗျူဟာလမ်းရှိမယ်ကျွန်တော်ခရံချင်းဆက်လမ်းရှိမယ်မြို့နယ်ချင်းဆက်လမ်းရှိမယ်အဲ့ဒီလမ်းတွေမှာအဓိကကျတဲ့လမ်းစုံတွေမှာကျွန်တော် တတ်တော့လို့ပြီးရင်မြို့နယ်တစ်ခုချင်းမှာဒီမြို့နယ်တွေကိုဝင်ထွက်တဲ့နေရာလို့အဲ့လို့ရှိရင်အဲဝေးခပြစ်ဒါတွေကိုပြောတော့ကတ်တော့လို့ပြီးတော့ကတ်တော့လို့တဲ့ဆိုတာကလည်းဒီကကျုပ်တို့သတင်းပေါ်မှုကြည့်ပြီးတော့ပိတ်ဆို့တာပေါ့နော်ပိတ်ဆို့တဲ့အခွက်ဒီမှာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပြုစုထားတဲ့ရောင်းဝယ်ဖောက်ကားပြီးမှအသက်မွေးတဲ့လူတွေနောက်ကငွေရင်းဆိုင်ပြီးမှလုပ်နေတဲ့လူတွေစီးရင်ကိုကျွန်တော်ဒီလူတွေဘယ်လိုသွားနေပါလို့လဲတော့လိုက် ပြီးတော့မှကျွန်တော်က share လုပ်ထားမှာ စကိုင်းတိုင်းဒေသကြီးမှာရက်တရာစီမံချက်ကာလအတွင်းတရားမဝင်တစ်ခိုးထုံမှုနဲ့မူရင်စေဝါပပျောက်ရေးအတွက်ဦးစားပေးအချိန်ဟုန်မြင့်လှုံ့ဆော်သွားမယ်လို့စကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲမှူးကြီးလူလူတန်းကပြောကြားခဲ့ပါတယ်။ မေလ14ရက်နေ့နနက်8:45မိနစ်အချိန်ကရန်ကုန်မြို့မြို့တော်ခမ်းမရှိမှာလက်ဗရောင်းတောင်ဒေသခံတွေတောင်းဆိုတဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာနဲ့အညီစီမံကိန်းကိုလှုပ်ဆောင်မှုအတွက်အစိုးရအသစ်ကိုတောင်းဆိုကြောင်းကိုထောက်ခံကြောင်းတက်ကြွအလှူရှားသူတဦးဖြစ်တဲ့ဦးဝင်းချိုကတကူရော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဆန္ဒထုတ်ဖော်ရသည့်အဓိကအကြောင်းရင်းမှာစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာနဲ့အညီနှစ်ဦးနှစ်ဖက်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်းဦးဝင်းချိုကအခုလိုပြောပါတယ်။ဖြစ်ရအမှန်က လက်ရှိအချိန်မှာလက်ရှိအချိန်ဆိုတာဒီနေ့ဒီအချိန်မှာလက်ဘရောင်းတောင်ဒေသမှာဒေသခံတွေနဲ့လုံညုံရေးတာဝန်ယူထားသူတွေရဲ့အကြာပฏิပက္ခလုံးဝမရှိပါဘူးအဲ့ဒါဟာလက်ဘရောင်းတောင်ဒေသခံတွေကျေနပ်တဲ့အဆင့်အထိတမျိုးပြောရင်အစီရင်ခံစာမှာ ပါတဲ့အတိုင်းလှုပ်ဆောင်လို့တော့မဟုတ်ပါဘူးတချိန်တည်းမှာလက်ဘရောင်းတောင်ဒေသခံတွေအနေနဲ့ သူတို့ကသာလုံကြုံရေးတာဝန်ကြတွေနဲ့ထိတ်တိုက်ရင်မဆိုင်ခဲ့ရင်လက်ဗရောင်းတောင်ဒေသကိုမြန်မာနိုင်ငံထဲမှာရှိတဲ့တခြားပြည်သူတွေမေ့လျော့သွားမှာစိုးရိမ်ပါတယ်သူတို့ဟာအမေကန်လူသားတွေဘဝနဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေသူတို့ရဲ့ဒုက္ခတွေကိုဘယ်သူမှမသိမှမသိဘူးဖြစ်သွားမှာကိုသူတို့စိုးရိမ်ကြပါတယ်အဲ့ဒီအတွက်တကယ်တမ်းတော့ လေဘရောင်းတောင်ဒေသမှာဒေသတွင်းတည်ငြိမ်ရေးဒေသခံပြည်သူတွေရဲ့နင့်နာမှုအစိုးရသည့်အနေနဲ့ကုစားပေးနိုင်ရေးအဲ့ဒီနေရာမှာလဲမူလပထမစုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့တွေ့ရှိအကြံပြုချက်တွေကိုအကောင်အထည်အမြန်လုံးပေါ်ဖောက်ပေးနိုင်ရေးအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာလာပြီးငြိမ်းချမ်းစွာဆူဝေးပါတယ် ဆက်လက်ပြီးဥယင်းချိုမှာတီဆဲဥပဒေနှင့်အညီဆန္ဒထုတ်ဖော်ရန်ခွင့်ပြုမိတင်ခဲ့ကြောင်းကြောက်တရားမျိုးနယ်ရဲစခန်းမှာခွင့်ပြုမိပေးတော်လဲဆန္ဒထုတ်ဖော်ရန်နေရာမှာတောင်းဆိုထားသောမြို့တော်ခန်းမရှိမဟုတ်ဖဲဗိုလ်စိမ်မှန်ကွဲမှာခွင့်ပြုခဲ့တာဖြစ်ပါတယ်ခွင့်ပြုမိတ်မပေးထားသောမြို့တော်ခမ်းမရှိမှာဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီးကြောက်တရားမျိုးနဲ့ခိတ္တမျိုးနဲ့မူဒူရဲမူဝင်းတင်ကအခုလိုပြောပါဗျ။တောင်းတာတော့ဒီနေရာတောင်းတာတောင်းတော့ခွင့်ပြုချက်ကကိုစီမံကွင်းကိုခွင့်ပြုတယ်။ဒါမှမဟုတ် တ်တူနေရာမှာလာပြနောက်လို့ပုံမှန်စကူးနဲ့တော့ညီစွမ်းတယ်စီကံချက်ကိုဖောက်ပြတ်တာလို့ဆန္ဒထုတ်ဖော်မှုကိုကြောက်တရားမြို့နယ်ရဲစခန်းကလာရောက်တားမြစ်ခဲ့တာကြောင့်နနက်9နာရီခွဲခန့်မှာဆန္ဒထုတ်ဖော်မှုကိုရှင်းတာ